ဒီနေ့မှာတော့အိမ်မာတဲ့မဲ့စတော်ဘယ်ရီတိတ်ချင်းလေးလုပ်စားပါမယ်အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ပင်ကြီးကနေကြိုဆိုလိုက်ပါတယ်ရင်ဥဆုံးနွားနိုလေးတွေကိုတဝက်ခန့်ခန်းလာတဲ့အထိကြိုထားပေးရပါမယ်။ရေကုံသွားအောင်ကြိုထားပေးမှသာလျှင်ဒင်ဂျင်ကခက်ကြဲကြဲကြီးဖြစ်မနေဘဲနဲ့ပြစ်ပြစ်ကလေးဖြစ်နေမှာပါ အခုလိုနွားနို့လေးတွေဖြစ်တုံလာပြီဆိုရင်တော့စပြီးတော့အချင်းဖောက်ပေးပါမယ်ဒီနေရာမှာတော့ဒီဒိန်ချင်မျိုးစားလေးကိုအသုံးပြုထားပါတယ်ပင်ချင်းတစွမ်းလောက်ထည့်ရင်ကိုအဆင်ပြေနေပြီဖြစ်ပေမဲ့မြန်မြန်လေးချင်အောင်လို့တပူလုံးထည့်ပေးလိုက်ပါမယ်။ နွားနိုးကရေကုန်သွားအောင်ကြိုထားပေးတာဖြစ်တဲ့အတွက်မလိုင်းပက်လေးတွေလည်းတန်နေပါဗျ။ဒီနေရာမှာဒင်ကျင်လုပ်တဲ့နေရာမှာတော့အသုံးပြုမဲ့ဇွန်းအိုးခွက်ပကံတွေကိုတော့တန့်စင်နေအောင်လုပ်ပြီးမှသာအသုံးပြုတတ်ပါတယ်။ခင်းနဲ့နေစီနဲ့နေနန်းနေမယ်ဆိုရင်တော့ဒင်ကျင်ကပြတ်သွားတတ်ပါတယ်။ဖြစ်ရင်တော့တည်တည်ချာချာလေးမှွေထားပေးရပါမယ်။ တိတိကျကျလေးမှွေထားပြီးပြီဆိုရင်တော့အိမ်ရဲ့အပူဆုံးနေရာမှာမလုံးမရှက်ဖဲနဲ့အตาရာလေးတင်ထားပြီးတော့အပေါ်ကအဝတ်တန်တန်လေးအုပ်ပြီးထားထားပေးပါ73ညီလောက်ထားထားပြီးတဲ့အချိန်မှာတော့မလိုင်းပတ်လေးတွေနဲ့ပြစ်နစ်နေတဲ့ဒင်ချင်လေးရပါပြီချင်းအရန်မကဲတဲ့အနေထားလေးပါပင်ချင်းလေးကိုတော့စတော်ဘယ်ရီသီးလေးတွေနဲ့ရောပြီးတော့ဖြောစားပါမယ်။

ဒီနေရာမှာအရန်ချင်တာမကြိုက်ဘူးဆိုရင်တော့တကြားရီလေးထက်ထက်ပြီးတော့ဖြောပေးလို့ရပါတယ်။ ဖြစ်ဖြစ်နှစ်နှစ်လေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့အိမ်နဲ့လုပ်တဲ့ဒင်ချင်လေးရပါပြီရှင်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။